မင်္ဂလာပါရှင်ခေတ္တ television channel မှာထိတ်တန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘန်ကောက်ရောက်မင်းအွန်လိုင်းအစည်းအဝေးအပြီးညဆက်မအိတ်တော့ပဲညပိုင်းအချိန်ကြီးပြန်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပသည့် Binstead ထိပ်သီးအစည်းအဝေးတို့တက်ရောက်ခဲ့သောအာနာသိန်းစစ်ကောင်းဆောင်မင်းအွန်လိုင်းဟာအစည်းအဝေးအပြီးညဆက်မအိတ်တော့ပဲမြန်မာနိုင်ငံသို့ညပိုင်းအချိန်ကြီးတွင်ပြန်ရောက်လာကြောင်းသိရပါတယ် ၎င်းသည်ဘန်ကောက်သို့သွားမည်အကြောင်းကို2025ခုနှစ်ဧပြီလ2ရက်နေ့မှသာအနီးကပ်အတည်ပြုခြင်းဖြစ်ပြီးယင်းနောက်ဧပြီလ3ရက်နေ့တွင်ဘန်ကောက်သို့သွားရောက်ခဲ့ခြင်းဖြစ်ကာဧပြီလ3ရက်နေ့ညပိုင်းတညဧပြီဧပြီလ4ရက်နေ့ဤအစီအဝေးအပြီးညပိုင်းဆက်မအိတ်တော့ပဲပြန်ရောက်လာခြင်းဖြစ်ပါသည်အနာသိန်းစစ်ကောင်းဆောင်ဤပြပပြန်ခရီးစဉ်တိုင်းတွင်အိုးစီပုံမောင်းများတီးခတ်ပြီးစစ်မှုထမ်းဟောင်းများနှင့်စစ်တပ်ကိုထောက်ကမ်းသည့်အမှုပညာရှင်များကကြိုးစိုးလေးရှိတော်လေယခုအခါ ာပိုင်းအချိန်ကြီးပြန်လာ၍၎င်းအားလူတစုကသာပြစ်တယ်လို့ကြိုးစိုးခဲ့ကြသည်ကိုတွေ့ရပါသည်။ဆလပီနေပြည်တော်တွင်ငလင်တန်တဲ့နန်းစီတန်ဝန်ထမ်းများရုံးမဖြစ်မနေပြန်လည်တက်ကြရန်နဲ့နေပြည်တော်ပြင်ပသို့ရွှေပြောင်းထွက်ခွာခြင်းမပြုလို့ရန်စစ်ကောင်စီကညွှန်ကြား ငလင်တန်တဲ့ဝန်ထမ်းများစားဝတ်နေရေးအဆင်ပြေစေရန်စစ်ကောင်စီကပံ့ပိုးမှုအလွန်နှေးပါးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရရှင်။နေပြည်တော်ကငလင်တန်တဲ့နန်းစီရင်ဝန်ထမ်းများအနေဖြင့်ရုံးမဖြစ်မနေပြန်လည်တက်ကြရန်နဲ့နေပြည်တော်ပြင်ပသို့ပြောင်းရွှေ့ထွက်ခွာခြင်းမလုပ်ရန်စစ်ကောင်စီကညွှန်ကြားလာကြောင်းနေပြည်တော်နန်းစီရင်ဝန်ထမ်းများကသတင်းဌာနသို့ပြောဆိုပါရယ်။ ။မလား28ရက်နေ့မွန်လွယ်ပိုင်းတွင်လှုပ်ခတ်ခဲ့သောငလင်ကြောင့်နေပြည်တော်ရှိဝန်ထမ်းအင်အားများဝင်ကြီးဌာနရုံးများစွာပြိုကျပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့သည့်အပြင်ဝန်ထမ်းများနှင့်မိသားစုဝင်များလည်းတိဆုံမှုများရှိခဲ့ကြောင်းမလား28ရက်နေ့ငလင်လှုပ်ခတ်ပြီး9ရက်အကြာတွင်စစ်ကောင်စီကနန်းစီဒင်ဝန်ထမ်းများအနေဖြင့်လာမည့် AP လ9ရက်နေ့မှစတင်ပြီးရုံးမဖြစ်မနေတက်ရန်ရုံးတို့လာရောက်လက်မှတ်ရေးထိုးတည်င်းပေးဖို့ရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါသည် တို့ရရင်လက်ရှိအချိန်အထိနန်းစီဒီယန်ဝန်ထမ်းများနဲ့မိသားစုဝင်များမှငလင်ပြီးကြောင်းနေထိုင်စရာပျောက်ဆုံးနေပြီးလမ်းပေါ်နေနေရချထားပေသည့်ရွက်ပြင်းဒဲငယ်များတွင်ဖြစ်သလိုနေထိုင်နေရဆဲဖြစ်ကြောင်းပြိုကျနေသောဝင်းနှဲအိမ်ယာများအောက်မှအလောင်းများကိုရှင်းလင်းနိုင်ခြင်းမရှိသေးဘဲဖြစ်သလိုနေထိုင်နေရသည့်အပြင် တောက်ရီနဲ့တုံးရီအခက်အခဲချက်ပြုတ်စားတောက်စရာအခက်အခဲများလည်းကြုံတွေ့နေရကြောင်းသိရပါတယ်။လာမယ့်ဧပြီလ9ရက်နေ့ဝန်ထမ်းတွေရုံးပြန်တက်ရမယ်။သတင်းပို့ခိုင်းနဲ့ရုံးတက်လက်မှတ်ထိုးရမယ်။နေပြည်တော်ထဲမှာပဲရှိနေတယ်ဆိုတာအတည်ပြုသတင်းပို့ခိုင်းတာဟုနေပြည်တော်တမဝါရဝင်ကြီးဌာနမှအရာဒန်းတအူကသတင်းဌာနသို့ပြောဆိုပါတယ်။လက်တလောနေပြည်တော်မှာနန်းစီရင်ဝန်ထမ်းများနေပြည်တော်တို့မိသားစုလိုက်စွန့်ခွာနေသည့်ဆိုသောသတင်းများကြောင့်ခွင့်ပြုချက်မရပဲနေပြည်တော်မှာစွန့်ခွာမှုများကိုခွ ွင့်မဲ့ပြက်ကွက်ဟုသတ်မှတ်ပြီးဝန်ထမ်းစီမင်းစည်းကမ်းများနှင့်အညီအရေးယူမည်ဖြစ်ကြောင်းသက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်ငလင်တန်သစ်ဝန်ထမ်းများအတွက်တက်ဆွမ်းသမျှအခုအညီပေးနေသည်ဟုဝန်ထမ်းများကိုအသိပေးလာကြောင်းသိရပါသည်မလား28ရက်နေ့လှုပ်ခတ်ခဲ့သောငလင်ကြောင့်နေပြည်တော်ရှိမြမမီရထားယုံကျုံဝန်ထမ်းအင်အားများအနက်မှလေးတဲ့တိုင်းအမှုတန်းအင်အား25လုံးအရာတန်းအင်အား18လုံးမှပျက်စီးခြင်းပြိုကျခြင်းနဲ့အကွဲခြင်းတို့ကြောင့်လူနေထိုင်၍မရတော့ကြောင်းထို့ကြောင့်စစ်ကောင် င်စီကဝင်းနှင်းများနဲ့မိသားစုများကိုနေပြီးတော့ပုပ္ပသီတီမျိုးနဲ့ရှိနေပြီးတော့ဘူရာကြီးအမှတ်၁ပလက်ဖောင်းနဲ့ကုန်းလန်းပို့ဆောင်ရေးဝင်းတဲ့တွင်ယာယီနေထိုင်ရန်နေရာချထားပြီးကြောင်းတို့ရာတွင်ညီသည့်အကူအညီများမပေး၍တောက်သုံးရေးစာနယ်ရိတ်ခါနဲ့အမိုးကာများအကူအညီလိုအပ်နေကြောင်းသိရပါသည်။ ဘယ်သူမှလည်းလာမကြည့်ဘူးရေတောင်တပူး2000နဲ့ဝဲတောင်းနေရတယ်။ငလင်ကြောင့်မြမမိရဲ့ထားဝင်တဲ့နဲ့မိသားစုဝင်12ဦးသေဆုံးပါတယ်။14ဦးကတော့ပြင်းထန်ထန်ရရပါတယ်။ကျွန်တော်တို့ကိုဘယ်သူမှလည်းလာမကြည့်ပါဘူး။တောက်ရည်မရှိလို့တောက်ရည်20လီတာတပူးကို2000နဲ့ဝဲတောင်းနေရတယ်ဟုမြမမိရဲ့ထားဝင်တဲ့အူကဆိုပါတယ်။ စစ်ကောင်စီကငလင်တန်ကြောင့်ပျက်စီးဆုံးရှုံးသွားသောနေရာများကိုပြုပြင်နေရတွင်နေပြည်တော်စေယုံကျုံတမရအိမ်တော်ကာကွယ်ရေးဝန်ကြီးဌာနလန်ဒရာများကိုဦးစားပေးပြုပြင်နေပြီးဝန်ထမ်းအင်အားများကိုမူဦးစားပေးပြင်ဆင်ခြင်းမရှိသေးကြောင်းသိရပါတယ်ဝန်ထမ်းအင်အားတွေကိုပြင်ဖို့မပြောနဲ့ဒီကျုံသွားတဲ့တိုက်အောက်မှာရှိတဲ့မိသားစုဝင်တွေအလောင်းတော်တိချမရှင်းပေးသေးဘူးပုတ်စော်ကနန်နေပြီးမိသက်ကိုအလောင်းလာထုတ်ပေးဖို့အကြောင်းကြားတော့လေအလဲဆောင်ပါလို့ပြောတယ်ဌာနအကြီးအကဲတွေကိုပြောတော့လေပုတ်စော်နန်တဲ့နေရာနဲ့ ွေးဝေးနေနောက်ရက်ပိုင်းကျရင်အနှံ့ပြောက်ပြီးရိုးသွားပါလိမ့်မယ်လို့ပြောတယ်။ဘလောက်တောင်တာဝန်မယူလဲစဉ်းစားကြည့်ဟုနေပြည်တော်ဝန်ထမ်းများနေထိုင်ရာခရီးအိမ်ယာတွင်နေထိုင်သူနန်းစီဒီယန်တဦးကဆိုပါတယ်။နေပြည်တော်သည်မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သောငလင်ကြောင်ဖြက်စီးဆုံးရှုံးမှုအများပြားသောနေရာဖြစ်ပြီးထိခိုက်ဒေဆုံးမှုအရေအတွက်များပြားသောနေရာလည်းဖြစ်ကြောင်းသိရပါတယ်။ အရှက်တိုင်းပြည်တွင်ရာစုနှစ်တစ်နှစ်အတွင်းအပြင်းထန်ဆုံးဟုပြောရရသည့်မြေငလင်ကြီးလှုပ်ခတ်သွား၍တကဘာလုံးကစာနာဂယုဏသက်စွာဖြင့်ဝိုင်းဝန်းကူညီနေကြတော့လေထိုအထဲမင်းအောင်လိုင်းနှင့်အဖွဲတော်မပါဝင်ပေ၎င်းတို့အားလုံးအစဉ်တစက်ခံယူထားကြသည်ကအများအမြင်တွင်အပြော့သွားပြီးဆိုသည်ကိုအထင်မခံနိုင်ကြခြင်းပင်ဖြစ်ပါတယ်ယခုလည်းမျက်စိရှိမောက်တွင်တမျိုးလုံးနိဗာပျက်စီးကလူများယာနှင့်ချီ၍ပိတ်မိနေပြီးထောင်ချီနေသောနိုင်ငံတကာမှကေဆယ်ရေးလှုပ်သားများကပြိုကျပျက်စီးနေသော ်အင်္ဂရီတုံးများအုတ်ကျိုးအုတ်ပဲ့များအားတူးဆွရှာဖွေနေသည်ကိုတွေ့နေရပါလျက်ပြောသည်မပြောသည်မှန်ချိန်ဆရာကောင်းမှန်းမသိပဲရွေးကောက်ပွဲကိုစီစဉ်ထားသည့်အတိုင်းဆက်လုပ်သွားမည်ဟုပြောလာပြန်သည်တရုတ်ဤဖီအားပေးမှုကြောင့်၅ရက်ကြာပြီးနောက်မှသာအပြစ်အခက်၃ဘက်ရန်နာမည်ဟုကြေညာလာတော့လေထို့နောက်ပိုင်း၄ချောင်းမှ၁၆ကျင်းအခြားတိုက်ခိုက်မှုအကျင်း60ကျော်ဂျီနီဖာရှိ ကုလလူအခွင့်အရေးရုံးမှမြမအရေးပြောခွင့်ရမှာတရင်ထောင်များကိုထုတ်ဖော်အတည်ပြုခဲ့သည်အဆိုပါရုံးမှပင်စ စစ်ကောင်စီသည်တော်လည်ရေးတပ်ဖွဲ့များစိုးမိုးနေသည့်ငလင်တန်တစ်ဒေသမှပြည်သူများထံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများမရောက်ရှိစေရန်ကန့်သက်ပိတ်ပင်နေကြောင်းလည်းပြောဆိုလိုက်သည်။၎င်းတို့၏ဂရီပေးချက်များသည်မိတို့မျှယုံစား၍မရဆိုသည်ကိုနိုင်ငံတကာကသိရှိသွားကြပြီးထို့ကဲ့သို့သောလူမျိုးများနှင့်စပွဲဝိုင်းအတူထိုင်ပြီးနိုင်ငံရေးဖြည့်ရှင်းချက်ရရှိဖို့ဆိုသည်ကရေပေါ်တွင်အယုတ်ရေးသလိုသာဖြစ်ပေလိမ့်မည်။ဤသည်ကိုမြမအရေးဖြည့်ရှင်းမည်ဟုတဆာစာကြွေးကြော်နေသူများကကောင်းစွာသိထားပါလ kali yeah. ya political coronas အဖြစ်သာစိတ်ထဲကမယုံကြည်ပဲပြောဆိုနေကြခြင်းသာဖြစ်သည်ထို့သောမဟုတ်ဟုဆိုကစိတ်ဖောက်ပြန်နေကြသူများသာဖြစ်ပေလိမ့်မည် The conversation website တွင် Northern Lalana University မှာမြမအရေးအသေးစိတ်လေးလာထားသူတဦးကစစ်တပ်အုပ်ချုပ်လာသည့်နှစ်ပေါင်း60ကျော်အတွင်းတဘာဝဘီအနေရဖြစ်ပွားလာတိုင်း၎င်းတို့အကျိုးရှိရာရှိကြောင်းအတွက်သာအမျက်ထုတ်ခဲ့ကြသည့်အစဉ်အလာများကရှိထားပြီးသားဖြစ်သည်ဟုဤသာထားသည်လူတသိန်းကျော်တည်ဆုံးခဲ့သည့်နာဂိမုံတိုင်းတန်ကြောင့်တနိုင်ငံလုံးပူဆွေးတော့ ကနှင့်ပြများနေချိန်တွင်၎င်းတို့ရည်ဆွဲထားသည့်ဖွဲ့စည်းပုံအတွက်ဆန္ဒခံယူပွဲကိုရဲတပ်ဘက်အနေငယ်အတွင်မှပင်လှုပ်ဖြစ်အောင်လုပ်ခဲ့ပြီးမဲပေးပိုင်ခွင့်ရှိသူများတဲမှ68ဒသမ7ရာနှုန်းလာရောက်မဲပေးပြီးထောက်ခံမဲ62ဒသမ48ရာခိုင်နှုန်းရရှိခဲ့သည်ဟုကြေညာကအတည်ပြုခဲ့သည်။ ။လာမည့်ရွေးကောက်ပွဲအားလည်းနိုင်ငံရေးဖြည့်ရှင်ချက်မျိုးအဖြစ်နိုင်ငံတကာတွင်ဈေးပန်းခင်းလာတော့လေ၎င်းတို့နှင့်မကင်းရမကင်းကြောင်းများကဘာမှမလုပ်သည့်ထက်စာလင်တော်ပေသေးသည်ဆိုကထောက်ခံပေးလာကြသည်။၎င်းတို့နိုင်ငံအနှံမိုးချိုးပြစ်သည်လို့ဖြစ်သွားခဲ့သည်မစင်စားမစင်ခြင်းပဲလုပ်ခဲ့သည်ကိုထမ်းရွက်နှင့်ကာရန်စူးစမ်းနေမှုမျိုးသာဖြစ်သည်ကိုအားလုံးကသိထားကြပြီးဖြစ်သည်။ The conversation မှာ၎င်းတို့ဖြည့်ဆည်းခဲ့သည့် democracy အားလည်းမန္တလေးရှိမြင်းကလင်းတန်းကြောင့်ထိခိုက်ပျို့လဲသွားမှုနှင့်နိုင်ရှင်ဖော်ပြထားသည့်ပုံကို တွေ့နိုင်ပြီးသည်စစ်တပ်သည်၎င်းတို့ဆက်လက်ရည်တည်နိုင်ရေးအတွက်ထွက်ပေါက်အပြင်လက်ရှိမြင်းကလင်းကြီးကိုကောင်းစွာအသုံးချနိုင်သည့်အခွင့်အရေးကိုလည်းလက်လွတ်ခဲ့ကြသည် အကူအညီများလက်ခံခြင်းအပြည့်အခက်ရစဲရေးဆိုသည့်ကိုလည်းတကယ်တမ်းမကောင်းဆိုးဝါးသက်ဖွယ်ဖြစ်နေသော၎င်းတို့၏ပုံရိပ်ကောင်းလာစေဖို့သာချိန်ညခဲ့ခြင်းဖြစ်တော်လေတကယ်တမ်းတွင်ထော်လန်ရေးတံများအားနေသောအောင်အခွင့်ကောင်းယူအသုံးချရန်အတွက် ဖြစ်သည်2010နောက်ပိုင်း၎င်းတို့၏ပြုပြင်ပြောင်းလဲရေးများသည့်လေငလင်ကြောကြီးပေါ်တွင်တည်ဆောက်ခဲ့ခြင်းမျိုးဖြစ်၍2020 2021တွင်ပြိုလဲသွားခဲ့ရခြင်းဖြစ်သည်။ လက်ရှိ2025မြေငလင်ကြီးကိုအခွင့်အရေးတရက်အဖြစ်အမျက်ထုတ်နေမှုများသည့်လေအချိန်တက်လျင်ပျက်စီးကျွေးမွသွားမိတာဖြစ်သည်မေအောင်လိုင်းသည်၎င်း၏လုပ်ရက်ကိုအဟုတ်ကြီးထင်နေဟန်ရှိပြီးရွေးကောက်ပွဲကိုဆက်လုပ်သွားမည်ဟုနီပေါ်ဝင်ကြီးချုပ်နှင့်တွေ့ဆုံစဉ်အတည်ပြုပြောဆိုသွားခဲ့သည်၎င်းသည်အိန္ဒိယနှင့်ထိုင်းဝင်ကြီးချုပ်တို့နှင့်လည်းတီးခြားတွေ့ဆုံခွင့်ရခဲ့ပြန်သည်မိုဒီမှရွေးကောက်ပွဲသည်အားလုံးပါဝင်ပြီးယုံကြည်လက်ခံနိုင်လောက်သည့်ရွေးကောက်ပွဲမျိုးဖြစ်ရမည်ဟုတည်ပြီးသွားခဲ့သည်ပဋိပက္ခမှန်သမျှကိုစည်ရေးအ ပြေရှင်းဖို့ဆိုသည်ကမိတို့မျှမဖြစ်နိုင်ပေအလုံးအတူတကွဆွေရင်းညှိနှိုင်းခြင်းဖြင့်သာအဆုံးတက်ယူထုံးစံရှိသည်ဟုလေကုံခံပြီးကျွဲပါဆောင်တီးပြခဲ့ပြန်သည်မေအောင်လိုက်သည်ပွဲတက်များလီ၎င်းနှင့် personality ကို christmas ခေါ်သည့်ဩစာတီကမာနှင့်ပြည့်စုံသူမဟုတ်သောအထင်ကြီးစရာတကွက်မရှိကြောင်း၎င်းနှင့်စကားပြောခဲ့သည့်လူတိုင်းရှိကိုထုတ်ကိုကိုဖြေပြလီဖြစ်မည်ဆိုသည်ကတည်ချနေပေသည် ဤသည်ကလည်းပြပခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်များဖုန်းနှင့်စကားပြောဆိုခဲ့သည်များကို၎င်းတို့မီဒီယာများမှပင်ထုတ်လွှင့်ခဲ့ကြ၍ကြားရသူအပေါင်းကထို့သို့ပင်ယူဆထားပြီးဖြစ်ရာပြပနိုင်ငံများမှခေါင်းဆောင်များကတော့ထို့သို့မယူဆဘဲနေကြမည်လို့မင်းအွန်လိုင်းအဖို့တွေးတက်မည်ဆိုကအဆက်ပြန်းပြန်းကွေးစရာဖြစ်ခဲ့ရသည်က၎င်းအားလာခွင့်ပြုခဲ့၍အပြင်းအထန်ဝေဖန်ခံလာရသောထိုင်းအစိုးရဘက်မှကမန်းကရန်ဖြည့်ရှင်းချက်ထုတ်လာရခြင်းပင်ဖြစ်သည် မိမိတို့သည်အင်ရှင်နိုင်ငံဖြစ်သည့်အာလျော်စွာဝတ္တရားရှိသည့်အတိုင်းလှုံ့ဆော်ရခြင်းသာဖြစ်ကြောင်းအဖွဲ့ဝင်တနိုင်ငံပြက်ကွက်ကပူးရဲကြေညာချက်ထုတ်ပြန်နိုင်ဖို့မဖြစ်နိုင်ဟုထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနသတင်းနှင့်ပြန်ကြားရေးညွှန်ချုပ်ကရှင်းပြခဲ့ပါသည်ဆန္ဒပြသူများက၎င်းတဲခိုရာရှန်ဂရီလာဟိုတယ်အနီးတွင်လူသက်သမားမင်းအောင်လိုင်းကိုငါတို့မကြိုဆိုဟုသောဘီနိုင်းစာတန်းကြီးချိတ်ဆွဲခဲ့ကြသည် ်ဗီတိန်ရှိအဖွဲ့အစည်းများမှ အလူငွေ ကောက်ခံရာတွင်ချားလ်ဘရင်နှင့်မိဖုရားတို့မှရရရရထဲ့ဝင်ခဲ့ကြပြီးတရက်ထဲနှင့်စတာလင်ပေါင်း9.5တန်ရရှိသွားခဲ့သည်ဟုသိရသည်အိန္ဒိယဂျပန်ဩစတြေးလျနှင့်အမေရိကန်တို့အပါအဝင် ဖွဲ့စည်းထားသည် အိန္ဒိယ၊ဂျပန်၊ဩစတြေးလျနှင့်အမေရိကန်တို့ပါဝင် ဖွဲ့စည်းထားသည့် Quad ဟုလူသိညာသည့်လေးနိုင်ငံအဖွဲ့မှဒေါ်လာတန်း20ကူညီထောက်ပံ့ပေးသွားမည်ဟုကတိပြုကြေညာခဲ့သည်။အလုံးကယခုအချိန်တွင်စာနာတနာမှု emotion များမြင့်တက်နေပြီးတခုခုလှုပ်ပေးမှဖြစ်မည်ဟုပြောဆိုလူဒန်းနေတော်လေစစ်ကောင်စီလက်ထဲရောက်သည့်များထဲမှငလင်တန်တဲ့လူထုထံဆေးရခိုင်နှုံရောက်လျင်ပင်ကံကောင်းဟုဒေါ်မီမီဝင်းဘက်ကသတင်းဌာနသို့ပြောဆိုပါရယ်။ ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။